အားလုံးပဲမင်္ဂလာပါခင်ဗျာ စာရေးသူမင်းမြတ်သူရရေးသားတယ်ငွေဖြူချင်မာလို့အမည်ရတဲ့လုံချင်းမွေးထုရှိကို အပိုင်း၁၁အနေနဲ့ကျွန်တော်ကိုရှိတာမှဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာမောင်ချွေမြသည်ဥပလာလို့လူစုကိုကြည့်၍ဒီလူတွေကအယူတွေဗျမဖြစ်နိုင်တဲ့အလို့ကိုအပင်ပန်းခံပြီးလုပ်နေကြတယ်ကျုပ်တော့အစာကိုဝဝလည်လည်မစားရတဲ့အချိန်မှာဘာအလုံးမှမလုပ်နိုင်ဘူးပြော၏ ဒေါ်ပန်းယုံသည်မောင်ရှင်မြောက်ကိုပြောနေလည်ရင်ကျွဲပါဆောင်တီပြည့်ပြည့်ဆိုးသောကြောင့်ဘာစကားမှမပြောတော့ပဲမြေကြီးတူးဆွနေသူများကိုသာတွားရောက်ကြည့်ရှုတွေ၎င်းတို့သည်မြေကြီးတူးသောအလုတ်ကိုလှိုင်းကိုအပြင်မှလူများမရိပ်မိအောင်ကြိုးစား၍တူးဆွရ၏တရသည်တရင်တက်လက်ဖြင့်ခြေစုံမှဥဆောင်၍တူး၏အမှားညီကိုနှစ်ယောက်ကမောင်တီဟာတို့တူးဆွနေသောမြေကြီးကိုအပေါ်သို့တင်ပေး၏၎င်းတို့လူစုသည် မိန်ကလေးများပါမကြံပင်မန်းတကြီးလှုပ်ဆောင်နေကြသဖြင့်မြေခဲများသည်တဖြည်းဖြည်းရက်ထုတ်လာနိုင်၏ညနေဆောင်သောအခါမောင်တီဟကြိုးစားတေအာကျိုးမန္တတူးဆွနေသောတရင်သည် ရှေ့သို့ကျွန်ကျသွားပြီးတင်းငယ်သောအလင်းရောင်ထွက်ပေါ်လာသဖြင့်၎င်းတို့အားလုံးလည်းဝမ်းသာသွားပြီးဖေးကနေအော်လိုက်ကြ၏အမွာညီကိုကလည်းတဟားဟားရဲ့မောလိုက်ပြီးဟေးငါတို့မသေးတော့ဘူးကွာငါတို့လွတ်မြောက်တော့မယ် ငါတို့လှိုင်းကိုအပြင်ကိုရောက်ပြီးကွာဟုဝမ်းသာအားရဖြင့်ကြွေးကြော်လေ၏သူတို့အားလုံးအလင်းရောက်တစုံတစကိုမြင်ရသဖြင့်ဆရာတက်ကြွစွာ တူးဆွလိုက်သောအခါဥပလကလည်းသူတို့အားလုံးကိုလက်ကပြလိုက်ပြီငါလုံးအားလုံးတူးဆွနေတာကိုရန်လိုက်ကြပြီတော့ဘာဖြစ်လို့လဲဆိုတော့အပြင်မှာအလင်းရောက်နေနေရှိသေးတယ်အပြင်မှာဒေါ်ပန်းယုံရဲ့ရန်သူတော်ကြီးတွေရှိနေသေးတယ်သူတို့ဟာငါတို့ကိုလှိုင်းကိုအပြင်ကနေစောင့်ကြည့်နေကြတာ ငါတို့လွတ်မြောက်သွားကြောင်းကိုသာသိရင်တိုက်ပွဲဖြစ်မှာသေချာတယ်။ငါတို့ရဲ့ဆန္ဒအရတော့ဒီကောင်တွေကိုလှည့်စားပြီးတော့ထားခဲ့ခြင်း ਨੇ ။ဒီကောင်တွေဟာလှိုင်ငူထဲမှာငါတို့ရှိနေတယ်ထင်ပြီးအပြင်ကနေစောင်းဆိုင်းရင်းနဲ့အချိန်နေကုန်သွားလိမ့်မယ်။အဲ့ဒီချိန်မှာငါတို့ဟာယရနာမြေပုံကိုရှာပြီးတော့အေးအေးဆေးဆေးပြန်သွားရုံပဲလေ။ဟုတ်ပြောကြီး။ဥပလာရဲ့အကြံစီကိုဒေါ်ပန်းယုံကိုတိုင်းကလည်းနှစ်သက်သဖြင့်ညာတို့ရောက်တော့အခါမှာမြေကြီးများကိုဆက်ပြီးတူးဆွရန်သဘောတူကြ၏။ ၎င်းတို့သည်ညနေသကောင်ရင်ရှင်တို့ရောက်သောအခါမြေကြီးများကိုဆက်လက်တူးဆွရာတဖြည်းဖြည်းအပြင်သို့ထွက်နိုင်သောအပေါက်ကိုတွေ့ရလေ၏လူကတကိုယ်သာထွက်နိုင်သောအပေါက်ကိုရသောအခါသူတို့အားလုံးသည်လှိုင်းကိုအပြင်သို့တယောက်ပြီးတယောက်ထိုးထွက်လိုက်ကြလေ၏၎င်းတို့အားလုံးအပြင်သို့ရောက်သောအခါမြေကြီးများကိုဟန်မပြက်အပြင်မှပြန်၍ဖုံးထားလိုက်၏တရားတို့လှိုင်းကိုကိုဘေးမှပတ်၍အရှိတ်ဘတ်သို့တရွေ့၍ထိုးကပ်သွား၏ ထို့နောက်ကျောင်းဆောင်တစ်ခုပေါ်သို့တက်ပြေးကြည့်လိုက်ရာလှန်ကူဤအခြေဘက်မြင်ကွင်းကိုမြင်တွေ့လိုက်၏လံကူ၏အခြေဘက်တွင်မိဘုံကြီးများဖို့၍၎င်းတို့ကိုစောင့်ကြည့်နေသောရန်သူတော်ကြီးများကိုတွေ့ရ၏ထို့အပြင်ရွက်ဖြစ်တဲ့အုံလုံးကိုလည်းတွေ့ရ၏ထို့ရွက်ဖြစ်တဲ့တဲတွင်ရန်သူတော်ကြီးများရှိပုံရ၏တရသည်လံကူအနီးမှတိတ်ဆိတ်စွာထွက်ခဲ့လေ၎င်းတို့သည်လံကူနှင့် ဝေးရာသို့တညာလုံးခရီးနှင်ခဲ့၏ ။စံချောင်းတစ်ခုသို့ရောက်သောအခါ၎င်းတို့၏ရေဘူးတဲသို့ရေများကိုဖြည့်တင်းလေ၏။ထိုအခိုက်မှာပင်မောင်ချေမြသည်ရေဖြည့်ယုံနှင့်အာမရပဲရေစင်းချိုးရန်ပြင်လိုက်လေ၏။သူသည်စံချောင်းထဲသို့ရှေတလန်တိုးကပ်လိုက်သောအခါကြီးမားသောတရဝရကောင်၏ထိုးခတ်ခြင်းကိုခံလိုက်ရသဖြင့်အတက်ကုံအော်ဟစ်လိုက်လေ၏။ ဥပလာလိုလူစုသည်လမ်းနိုင်တံမြေဖြင့်ထိုနေရာသို့ထိုးလိုက်သောအခါလွန်စွာကြောင်းပွဲဖွယ်ကောင်းသော မြင်ကွင်းကိုမြင်တွေ့ရ၏။မောင်ရှိများကအစာညာထွက်လာသော စပက်ကြီးမွေကြီးတကောင်ကရစ်ပတ်ထားကြောင်းကိုလည်းတွေ့ရသည်။ဥပလာသည်၎င်း၏လက်ထက်ရှိတနတ်နှလက်ကိုတပြိုင်နက်ထုတ်ကစပက်ကြီးမွေကြီးဥကောင်းတက်တဲ့ကိုအဆက်မပြတ်ပြစ်ခတ်လိုက်၏။တို့အခိုက်မှာပင်စပက်ကြီးမွေကြီးသည် မောင်ရှိများကိုမရစ်ပတ်နိုင်တော့ဘဲအသက်ထွက်သွားလေ၏။ အမညီကိုနှစ်ယောက်သည်စပယ်ကြီးမွေ၏အထာကိုတိထားသည်ဖြင့်အမီးမှနေ၍မောင်ရွှေမြကိုဖယ်ရှားရန်ကြိုးစား၏မောင်ရွှေမြသည်ကံကောင်းထောက်မှစွာဖြင့်အယိုးများမကြေသေးဘဲလွတ်မြောက်လာ၏ဒေါ်ပန်းယုံကမောင်ရွှေမြကိုကြည့်၍တပ်ပြင်းချလိုက်ပြီးတနတ်တန်ကြောင့်ရန်သူတွေငါတို့လွတ်မြောက်သွားတာကို သိနိုင်တယ်ဒီတော်ကြီးထဲမှာရှုံးတော်အိုင်တွေလည်းရှိတယ်မွေးတွေနဲ့အလွန်ပေါ်တယ်ရှေ့ဆက်ပြီးတော့တတိထားကြပါ တူအခါဥပလကဝင်ရောက်၍ရန်သူတွေတော့ကျုပ်တို့လွတ်မြောက်သွားတာသိမှမထင်ဘူး။ဘာကြောင့်လဲဆိုတော့လှိုင်းကူတဲကကျုပ်တို့မလွတ်မြောက်နိုင်ဘူးဆိုတာသူတို့သိထားလေဟုပြော၏။မောင်တီဟကလည်းဝင်ရောက်၍ဟုတ်တယ်တော့ကျုပ်တို့လွတ်မြောက်သွားမယ်လို့သူတို့လုံးဝထင်မှာမဟုတ်ဘူးဟုပြော၏။အာယုံလင်းသောအခါချိုကြီးတို့ခုလုံးချိုကြီးတို့ခုအနည်းတို့ရောက်ရှိလိုက်။ဥပလကကျုပ်တို့ဒီနေရာမှာခဏလောက်နားလိုက်ကြရအောင်ဟုပြော၏။ထို့နောက်ချိုလဲတို့ဆင်း၍ အနားယူကြ၏တရေတမောမြအိဆက်ရန်လည်းကြိုးစား၏ဒေါ်ပန်းယုံသည်မိတ်ဆွေဖြစ်သူမွေဖြူမနှင့်အိမ်မက်သေးတွင်တွေ့ဆုံရန်ကြိုးစား၏အတန်ကြာသောအခါသူမအိပ်ပျော်သွားလေ၏သူမအိပ်ပျော်သွားသောအခါအိမ်မက်သေးတို့မွေဖြူမရောက်ရှိလာကရှင်တို့အန်ရယ်ကလွတ်မြောက်လာတာသိရလို့ကျမတိတ်ပြီးဝမ်းသာပါတယ်ရှင်တို့ရန်သူတွေကတော့ဂူအပြင်ဘက်မှာတရေချင်းအထိစောင့်နေတုံးပဲတို့ကဒေါ်ပန်းယုံကမွေဖြူမအား ၎င်းတို့တောထဲတွင်ယန္တနာမြေပုံကိုလာရှာရန်အကြောင်းပြောဆိုမိကြံစီမွေဖီမကရေမောကရှင်တို့တောထဲကိုလာတာယန္တနာမြေပုံကိုရှာဖို့ဆိုတာကျမသိပါတယ်။ဘာကြောင့်လဲဆိုတော့ရှင်တို့ရှာဖွေရှာဖွေတဲ့ယန္တနာတွေကိုကျမတို့မွေတွေကနှစ်ပေါင်းများစွာစောင့်ရှောက်နေရလို့ပဲဟုပြော၏။မွေဖီမ၏စကားကြောင့်ဒေါ်ပန်းယုံသည်လွန်စွာအံ့ဩသွားပြီးဟင် ကျွန်မတို့ရှားနေတဲ့ယတနာတိုက်ကိုမွေတွေကစောင်းရှောက်နေတယ်ဟုတ်လားဟုတ်မေးဤထိုအခါမွေဖြူမကတက်ပြင်းရှား၍ဟုတ်တယ်ရှင်တို့ရှားနေတဲ့ယတနာတိုက်ဟာမွေထောင်ပေါင်းများစွာရှိတဲ့တွင်းကြီးတစ်တွင်းတဲမှရှိတယ်ဟိုတုန်းကလူတွေမြုပ်နှံထားတုန်းကတော့မွေတွေမရှိသေးဘူးဗောနှစ်ပေါင်းများစွာကြာတော့မွေတွေစုစည်းရောက်ရှိလာကြပြီးမွေတွင်းကြီးဖြစ်သွားတယ်ကျမလည်းအဲ့ဒီတွင်းထဲမှာနေထိုင်ပါတယ်ဟုပြော၏ဒေါ်ပန်းယုံကအ ကျွန်တော်တို့မှာမြေပုံညွှန်းရှိတယ်။ရှင်တို့နေရာကို အများဆုံးလာခဲ့မယ်ဟု ပြောလေရာ မွေဖြူမကခေါင်းခါရမ်းလိုက်ပြီးရှင်တို့မှာမြေပုံအညွှန်းရှိပေမဲ့ကျွန်တော်တို့စီကိုအလွယ်တကူမရောက်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့ရှင်တို့လာတဲ့ခရီးလမ်းတစ်လျှောက်လုံးမှာရှင်တို့နေအလွန်ပေါ်တယ်။ရှင်တို့တော်တွေကိုတာမန်လူတွေမဆိုတာနဲ့တောတဘာဝကို နားလည်တဲ့တလိမ့်ဆန်တွေတော့လောက်အောင်မယုံနိုင်ဘူး။ဒီအပြင်အစိပ်ပြင်းတဲ့မွေကြီးတွေလည်းရှိနေသေးတယ်။ ဒါကြောင့်ရှင်တို့အဖွဲ့အတွက်အန်တရရီအများကြီးတွေ့နိုင်တယ်ဟုပြော၏ထိုအခါဒေါ်ပန်းယုံကဒါဆိုရင်ယတနာအတိုက်ရှိတဲ့နေရာကိုရောက်မလာနိုင်ဘူးလားဟုမေး၏မွေဖြူမကလည်းရှင်ကိုကျွန်မအကူအညီပေးရင်ယတနာအတိုက်ရှိတဲ့နေရာကိုရောက်လာနိုင်ပါတယ်ဟုပြောလေရာဒေါ်ပန်းယုံကမွေဖြူမရဲ့အကူအညီကိုရယူလိုကြောင်းပြောလေ၏ထိုအခါမွေဖြူမကကျွန်မပြောတဲ့စကားကိုတည်တည်ရှိရှိမှတ်ထားပါရှုံးတော်တော်ကလွတ်မြောက်နိုင်မဲ့နီလန်းကိုပေးမယ် ဟုပြောကာရှုံးတော်တော်များကိုရှောင်ခွဲနိုင်မည့်နီလန်းကိုမှတ်သားထားခိုင်းလေ၏ထိုအခိုက်မှာပင်စူညံသောအတန်ကိုကြားရ၍ဒေါ်ပန်းယုံအိယာမှလန်နိုးလာပြန်သည်ဒေါ်ပန်းယုံအိယာမှနိုးလာသောအခါဥပလသည်လက်သီးကိုဆုပ်၍ဒီမှာခမရရဲ့သားမောင်ရွှေများတစ္ဆာဖောက်သွားပြီဟုဒေါသတကြီးပြောဆို၏ဒေါ်ပန်းယုံသည်အိယာမှလန့်၍ဟင်မောင်ရွှေမဘယ်ရောက်သွားလို့လဲမောင်ရွှေများဟာအတော်ရုံးမာတဲ့ကောင်ပဲ ဒေါ်ပန်းယုံရဲ့ယတနာမြေပုံကိုနှိုက်သွားပြီးကျုပ်တို့စီကနေထွက်ပြေးသွားပြီဟုပြောလေ။ဒေါ်ပန်းယုံသည်ဥပလာရီစကားကြောင့်သူမကြီးကြောဖို့အိတ်တွင်ရှိယတနာမြေပုံကိုကြည့်လိုက်ရာယတနာမြေပုံကိုမတွေ့ရတော့ရှိ။ဒေါ်ပန်းယုံသည်ယတနာမြေပုံကိုမတွေ့ရတော့သဖြင့်မောင်ရွှေများမောင်ရွှေများမင်းတဲပြီးရက်ဆက်ရုံမာတာပါလား။မွေးပြတော်ဟာမင်းရဲ့အတွက်ပြန်လာမှရှိဘူးဆိုတာမသိချဘူးလား မင်းရဲ့အမိုက်ဆက်ကိုမင်းကိုယ်တိုင်တင်းသွားပြီဘောဟုရေရက်ခါတစုံတရာကိုစဉ်းစားနေဟန်ဖြင့်ငြိမ်သက်စွာငြိမ်သက်သွားလေ၏ဥပလာကဒေါ်ပန်းရုံကိုကြည့်၍ယတနာမြေပုံကျိုးတို့လက်ထဲမှာမရှိတော့ဘူးဆိုရင်ဘလို့လုတ်ပြီးခရီးဆက်ကြမလဲဟုမေး၏ထိုအခါဒေါ်ပန်းရုံကတက်ပြင်းရှားလိုက်ပြီးအဲ့ဒီအတွက်မပူပါနဲ့ယတနာတွေရှိတဲ့နေရာကိုကျွန်မသိပါတယ်ကျွန်မစိတ်မန်းနဲ့သွားရင်ယတနာတွေရှိမဲ့နေရာကိုရောက်နိုင်ပါတယ်ဟုပြော၏ ဒေါ်ပန်းယုံရင်စကားကြောင့်သူတို့အားလုံးလည်းအံ့ဩသွား၏သူအခါဥပလကခေါင်းခါရမ်းလိုက်ပြီဖြစ်ပါမလားဒေါ်ပန်းယုံခရီးလမ်းမှာချွန်းတော်အိုင်တွေလည်းရှိတယ်မွေတွင်းတွေလည်းရှိတယ်မြေပုံမပါဘဲနဲ့ယတနာသားရှိတဲ့နေရာကိုဘယ်လိုသွားကြမလဲဟုပြော၏သူအခါဒေါ်ပန်းယုံက သူတို့အားလုံးကိုမျက်လုံးဖွဲ့ကြည့်လိုက်ပြီအားလုံးကိုကျမဖွင့်ပြောချင်နေတာကြားပြီဒါပေမဲ့ဖွင့်ပြောရင်ကျမစကားကိုရှင်တို့ယုံကြည်ကြမှာမဟုတ်ဘူးဒါကြောင့်ပြောတဲ့မပြောတဲ့ စဉ်းစားနေတာပါတကယ်တော့ဒီတော်ဒီတောင်ကိုရောက်ခတဲ့ကကျမရဲ့မိဆွေမွေဖြူမကကျမကိုကိုင်ကြီးနေတာပါဟုပြော၏ထိုအခါဥပလာကဘာမွေဖြူမကဒေါ်ပန်းယုံကိုကိုင်ကြီးနေတယ်ဟုတ်လားဘာတွေဖြစ်ကုန်တာလဲဗျာကြုတ်တော့မရှင်းတော့ဘူးပြောပြစမ်းပါဦးဟုပြော၏ထိုအခါဒေါ်ပန်းယုံကသူမ၏အိမ်မက်ထဲသို့မွေဖြူမမကြာခဏရောက်ရှိလာပြီတော်ခီလန်းနှင့်ပတ်သက်သောအကူအညီများစွာကိုပေးတတ်ကြောင်းပြောပြ၏ ိုအခါမှာဥပလကတက်ပြင်းချလိုက်ပြီဒီလိုအဖြစ်ပြက်မျိုးကို ကြုံတစ်ခါမှမကြားဘူးပါဘူးဒေါ်ပန်းယုံရဲ့အဖြစ်ပြက်ကအယုံရခက်ခက်ပဲမွေဖြူမနဲ့ပတ်သက်နေတဲ့အိမ်မက်တွေဟာမွေတွေနဲ့ပတ်သက်နေတယ်လို့ဒေါ်ပန်းယုံစိတ်ဆွဲလမ်းပြီးမှတ်တာလည်းဖြစ်နိုင်တယ်အိမ်မက်ဆိုတဲ့အရာကိုအတိတ်တကျပြောဖို့တော့ခက်ပါတယ်ဟုပြောလေတို့အခါမောင်တီဟာကဝင်ရောက်၍အတော်မူသားမပြောဘူးဆိုတာကျွန်တော်ယုံတယ် အိမ်မက်တဲကအဖြစ်ပြက်တွေကအပြင်းမာလာပြီးဖြစ်ဖြစ်နေတာထူးဆန်းစရာပဲကျုပ်တို့ရဲ့ညံနဲ့ဘလို့မှစဉ်းစားလို့လည်းမရတော့ပါဘူးဟုပြော၏အမှားညီကိုနှစ်ယောက်နဲ့တစ်ယောက်ကကျုပ်ကတော့ဘာပဲဖြစ်ဖြစ်ဒေါ်ပန်းယုံရဲ့စကားကိုယုံတယ်အတော်ကိုမွေဖြူမှစောင်းချောင်းနေတယ်ဆိုတာကိုလည်းလက်ခံတယ်ဘာကြောင့်လဲဆိုတော့အတော်ဟာအန်ဒီရီနဲ့တွေ့ရတိုင်းအေးအေးဆေးဆေးရင်ဆိုင်ခဲ့တာကြီးပဲဒါဟာအဆောင်အချောက်အကောင်ရှိလို့ဖြစ်မှာပေါ့ဟုပြော၏ထို့အခါအိမ်ဖော်မိမက်ပြို၃ဦးကလည်း ဒေါ်ပန်းယုံဤစကားကိုထောက်ခံကြောင်းပြော၏ဥပလကတပ်ပြင်းချ၍ဖယားဟောဇက်တော်တဲ့ဒီမှာနော်အိမ်မက်နဲ့ပတ်သက်ပြီးအများကြီးဟောခဲ့တယ်အိမ်မက်နဲ့ပတ်သက်တဲ့ထူးဆန်းအံ့ဩဖွယ်ရာတွေလည်းအများကြီးကြားနာခဲ့ရဘူးတယ်ဒါပေမဲ့အခုတို့လက်တွေ့ကြုံလာရတဲ့အခါတော့မယုံနိုင်စရာကောင်းလောက်အောင်အံ့ဩမိတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒေါ်ပန်းယုံနဲ့ကြုံခဲ့ဘူးတဲ့မွေဖြူမဟာဘဝအမျိုးမျိုးရှားနာခဲ့ပေမဲ့ မိတ်ဆွေရင်းရှာတွေလို့တတ်မှတ်နေတာကတော့အံဩစရာပဲဟုပြော၏ဒေါ်ပန်းယုံကမျက်မှောင်ကျုံ၍မွေပြူမနဲ့ပတ်သက်ပြီးတော့အရင်တုန်းကစိတ်ဆွဲလန်းမှုတွေကြောင့်မတ်တာလို့ပဲယုံကြည်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့အရင်ကတည်းကကျမဟာမွေတွေကိုရှင်းမြတ်နိုးတာကိုငယ်ချင်းကတည်းကမွေတွေနဲ့လက်ပွဲတည်းနေခြင်းနဲ့စော်ကစားခြင်းနဲ့ကျမမိဘတွေသာခွင့်ပြုမယ်ဆိုရင်အိမ်တစ်ခုလုံးမွေတွေနဲ့ပြည့်နှက်နေမှာပဲ။မွေတွေနဲ့လက်ပွဲတည်းမနေခဲ့ရပေမဲ့ မွေတွေနဲ့ပတ်သက်တဲ့အတုံးဆောင်ပစ္စည်းတွေအားလုံးအိမ်ကြီးပေါ်မှာစုဆောင်းခဲ့တာပဲဟုပြော၏ထိုအခါတိဟကဒါဆိုရင်အတော်ဟာမွေပြူမကိုယုံနေဖို့မေးမြန်း၏ထိုအခါဒေါ်ပန်းယုံကထိုးခြားစမ်းကြဲတဲ့အဖြစ်ပြက်တွေများလွန်းတော့လေတိုက်ဆိုင်မှုလို့ပြောဖို့တော့ခက်လာတယ်ဒီအကြောင်းကိုကြမ်းတက်ပေတဲ့ဆရာတော်ကြီးတွေနဲ့တွေ့မှ၆တင်ကြည့်အောင်မယ်ဟုပြော၏ထိုအခါဥပလကဝင်ရောက်၍ ။ဒေါ်ပန်းယုံကမွေဖြူမညွန်ပြတဲ့အတိုင်းယတနာတိုက်ကိုတွားနိုင်မယ်ဆိုရင်အမြန်ဆုံးတွားမှာဖြစ်မယ်။မြေပုံကိုခိုးသွားတဲ့မောင်ချုံများကလည်းဘလို့အန်တရမျိုးနဲ့ရင်ဆိုင်နေရလည်းမသေးဘူးဟုပြော၏။ဒေါ်ပန်းယုံကခေါင်းကိုခါရမ်းလိုက်ပြီးမောင်ချုံများနဲ့ပတ်သက်ရင်တော့ကျမမှာဘာခံစားချက်မှလည်းမရှိတော့ဘူး။သူကဒီတော့ကြီးထဲမှာပဲဇီဝင်ချုပ်သွားမှာပါဟုပြော၏။ထိုနောက်တွင်မူဒေါ်ပန်းယုံတို့သည်ခရီးဆက်ကြပြန်၏ဒေါ်ပန်းယုံသည်ခရီးဆက်ရာတွင် မွေဖြူမပြောပြခဲ့သော ခရီးစဉ်များအတိုင်းဆက်၏၎င်းတို့သည်တနင်္လာသို့ရောက်သောအခါလွယ်ရိပ်တလုံးနှင့်အုတ်ထုတ်တလုံးကိုတွေ့ရ၏ထိုပစ္စည်းမှာမောင်ရှင်များ၏ပစ္စည်းများဖြစ်သည့်ဖြင့်ဥပလကဟင်ဟိုအချိန်မှာမောင်ရှင်များ၏အုတ်ထုတ်နှင့်ကြောဖို့အိတ်ပါလားဟုပြော၏တိရကကြောဖို့အိတ်ရှိရာသို့တွားမြေအပြုတွင်ဒေါ်ပန်းယုံကတရား၏လက်ကိုကမန်းကရန်ဆွဲလိုက်ပြီးဒါဟာရှုံညွန်တော်နေရပဲအရန်မသွားနဲ့ဒုက္ခရောက်သွားမယ်ဟုပြောဆိုနေစေမှာပင်လွယ် လွယ်အိတ်နဲ့အုတ်ထုပ်သည်တဖြည်းဖြည်းနစ်မြုပ်သွားလေ၏၎င်းတို့အားလုံးလည်းငေးမောပြေကြည့်နေကြ၏အိမ်ပေါ်မိမပြုတ်သုံးဦးနဲ့တဦးဟာဟင်ဒါဆိုရင်မောင်ရွှေများဟာရှုံးတော်တော်တဲ့ကိုနစ်သွားပြီပေါ့နော်ဟုမေး၏ဒေါ်ပန်းယောင်ကတက်ပြင်းရှာ၍ဟုတ်တယ်မောင်ရွှေများရှုံးတော်တဲ့ကို ရောက်သွားပြီရတနာတွေကို လောဘစောတတ်တဲ့အတွက်သူ့ကြမှာသူဖန်တီးသွားတာပဲဒီတော်ထဲမှာရှိတဲ့ရှုံးတော်တော်ဟာ ခွဲကြရခတ်တယ်။တိရွက်လျှောက်တွေနဲ့ဖုံးလွှမ်းနေလို့မြေမာတဲလို့ထင်ရပေမဲ့ဆင်းနှကောင်ကလုံးကိုတော့နှမြုပ်စေနိုင်တဲ့ရှုံးနုံတော်တွေလည်းရှိတယ်ဟုပြော၏။၎င်းတို့သည်ရှုံးနုံတော်များကိုခြောင်ကွင်းရေခရီးဆက်ခဲ့ပြီးခဏကြာလျင်တနတ်တန်များကို ကြားရသဖြင့်လှည့်ကြည့်လိုက်ရာရန်သူတော်ကြီးများ၎င်းတို့နောက်သို့ရောက်ရှိလာကြောင်းကိုတွေ့ရ၏။ဒေါ်ပန်းယုံကကျမရဲ့ရန်သူတွေလိုက်လာပြီ သူတို့လှိုင်းကူတဲကိုဝင်ကြည့်ပြီးကျမတို့မရှိတော့တာကိုသိသွားပုံရတယ်။ဒါကြောင့်ကျမတို့ရဲ့နောက်ကိုရှေးရခံပြီးလိုက်လာတာဖြစ်မယ်။သူတို့ထဲမှာတောကျွမ်းတဲ့မုတ်ဆိုးတွေနဲ့ပါလာပုံရတယ်ဟုပြော၏။ထိုအခါဥပလကလမ်းဘလောက်ပဲကျွမ်းကျွမ်းဒီချွုံတော်တော်တဲ့ကိုတော့ဘယ်မုတ်ဆိုးမှလာရဲမှမဟုတ်ဘူးဟုပြော၏။ဒေါ်ပန်းယုံ၏ရန်သူတော်ကြီးများသည်တောင်ကုန်းကြီးပေါ်မှာတနတ်များဖြင့်အဆက်မပြတ်ပြစ်ခတ်၏။ဥပရလိုလူစုသည်လည်းရန်သူတော်ကြီးများကိုတနတ်များဖြင့်ပြန်လဲပြစ်ခတ်၏။အတန်ကြာအောင် ပြစ်ခတ်ပြီးနောက် ရန်သူများ၏တနတ်ဆဲသွားသည်ဖြင့်၎င်းတို့သည် ရှေခရီးကိုတတိထား၍ဆက်ကြလေ၏၎င်းတို့သည်ကုန်းမြေတိုင်းတရွေ့၍တက်ကြ၏ထိုအခါ၎င်းတို့သည်ရန်သူတော်ကြီးများ၏အုပ်စုကိုတွေ့ရလေ၏ဦးချစ်ထူးနှင့်ဦးမောင်ကြီးသည်လောဘသောကြီးစွာဖြင့်သူ၏တပည့်များအားရှေ့သို့တက်ခိုင်းရာ၎င်းတို့၏တပည့်များသည်ချုံးတော်များတွင်နေနေကြောင်းကိုတွေ့ရ၏ဦးမောင်ကြီးတို့သည် ဒေါ်ပန်းယုံဟာအမေရဖမ်းရန်သာဆန္ဒရှိသဖြင့်၎င်းတို့၏တပည့်များကိုမကယ်နိုင်တော့ပဲရှေခရီးကိုဆက်လာကြ၏။မောင်တီဟသည်ဥမောင်ကြီးတို့၏ရုံးမပုံကိုကြည့်၍ဒီလူကြီးတွေဟာတော်တော်တနာညတာစိတ်ကင်းမဲ့တာပဲ။ချွညွန်ထဲမှာဒုက္ခရောက်နေတာကိုဒီအတိုင်းပဲပြစ်ထားခဲ့တယ်ဟုပြော၏။ကြံတော်တပည့်တပန်းများမှလည်းချုံတော်တော်များကိုကြောက်ရွံ့နေဟန်ဖြင့်ရှေ့မဆက်ရဲကြတော်ပြီ။၎င်းတို့ကိုခရီးလမ်းပြပေးသောမုတ်ဆိုးသည်ခရီးမဆက်ရဲတော်သည်ဖြင့်လှည့်ပြန်ရန်ပြောဆိုလေ၏။ ဦးမောင်ကြီးသည်မုတ်ဆိုးကိုဒေါသတကြီးကြည့်၍ဟဲ့ကောမင်းလမ်းပြမုတ်ဆိုးလုံနေပြီဒီလောက်တော့တတ်တယ်မရှိဘူးလားဒီနေရာမှာပဲနေရခဲ့ပြီတော့ဟု ဆိုကခါးကြမ်းမှတနတ်ကို ထုတ်၍မုတ်ဆိုးကိုပစ်လိုက်လေလမ်းပြမုတ်ဆိုးသည် အာကနေအော်၍ရှုံးနုံတော်တဲ့သို့ပြုတ်ကျသွားလေဦးမောင်ကြီးရက်ဆက်ကြမ်းကြုတ်မှုများကြောင့်ကြံတပယ်များသည် နောက်လက်ရန်မပြောမဆိုဝန်းတော်ရှိဒေါ်ပန်းယုံတို့သည် ခရီးလမ်းတစ်လျှောက်လုံးရှုံးတော်အိုင်များကိုတွေ့ရ၏၎င်းတို့သည်မွေဖီများ၏ညွှန်ကြားချက်များကိုအထူးကြလိုက်နာလေရာရှုံးတော်များကိုအခက်အခဲမရှိကြော်ဖြတ်နိုင်၏ရန်သူတော်ဦးမောင်ကြီးတို့မှလည်းဒေါ်ပန်းယုံတို့အားဖမ်းဆီး၍ရတနာမြေပုံကိုအရယူရန်စိတ်ဆိုးနေသဖြင့်သူ၏တပည့်များကိုတနက်ဖြန်ချိန်၍ရှေ့သို့အတင်းတက်ခိုင်း၏ဦးမောင်ကြီးတပည့်များသည် ရှုံးတော်တွင်နေ၍တယောက်ပြီးတယောက်အသက်ဆုံးရှုံးကုန်ကြ၏ရန်သူတော်ကြီးနှုတ်ဦးသည် ရှေ့သို့ ရှေလန်းရံမဝန်သက်ဖြင့်တပည့်များကိုအရင်ရှောက်ခိုင်း၏သူဤတပည့်များသည်ရှုံးတော်နယ်တွင်နေကုန်ကြ၏၎င်းတို့သည်တပည့်များဒုက္ခရောက်နေစဉ်တွင်တပည့်များ၏ကိုယ်ပေါ်ကိုနှင်း၍ရှုံးတော်တော်ကိုကြော်ဖြတ်ကြ၏၎င်းတို့သည်ဒေါ်ပန်းယုံကို အမိဖမ်းရန်သာစိတ်ဆိုးနေမိ၏လွန်စွာတောထုထက်နေပြီးတိတ်ဆိတ်နေသောနေရာကိုရောက်ရှိ၏ဒေါ်ပန်းယုံကပတ်ဝန်းကျင်ကိုမျက်စိကစား၍ ကျမတို့ရတနာတိုက်နေရာကိုရောက်ပြီဟုတီတို့ပြော၏ထိုအခါဥပလက မျက်မှောင်ကျုံ၏ဘယ်မှာလဲရတနာတိုက်ဟုမေးလျာဒေါ်ပန်းယုံကဒီချုံတော်ကြီးကိုလွန်ရင်ကြောက်ဖြာကြီးတစ်ချက်တွေ့ရလိမ့်မယ်အဲ့ဒီကြောက်ဖြာကြီးရဲ့အရှိမအလွန်အင်မတန်ကြီးမားတဲ့မွေတွင်းကြီးကို တွေ့ရလိမ့်မယ်ကျမတို့ရှားပွေနေတဲ့ရတနာတိုက်ဟာမွေတွင်းထဲမှာရှိတယ်ဟုပြောလေထိုအခါဥပလကမျက်လုံးဖြူသွားပြီဟင်ရတနာတိုက်ဟာ မွေတွင်ထဲမှာရှိတယ်ဟုတ်လားဒါဆိုရင်ယတနာတိုက်ကိုယူဖို့ကျုပ်တို့အတွက်အခက်အခဲတွေအများကြီးရှိနေတာပဲဟုပြော၏ဒေါ်ပန်းယုံကအခက်အခဲတွေအများကြီးရှိနိုင်တယ်ကျမတို့စူးစမ်းကြတာဗောဟုပြော၏ထို့နောက်ဒေါ်ပန်းယုံသည် အရှိမဥဆောင်၍ရှုံတော်ကြီးကိုကြောဖြတ်၏ရှုံတော်ကြီးကိုကြောဖြတ်ပြီးသောအခါကြောက်ဖြတ်ကြီးတစ်ချက်ကိုတွေ့ရ၏ဒေါ်ပန်းယုံသည်ကြောက်ဖြတ်ကြီးကိုဖျင်းချင်းစွာကြောဖြတ်သွားပြီးကြောက်ဖြတ်ကြီးကိုလည်းတပတ်ပတ်လိုက်၏ထို့အခါသူမ၏ခြေတွင်တွင်းကြီးတွင်းကိုတွေ့ရ၏ တွင်းကြီးထဲတွင်မွေများထောင်ပေါင်းများစွာရှိနေကြောင်းကိုလည်းတွေ့ရ၏ထိုမွေများ၏အလဲတွင်မွေဖြူမှရှိနေနိုင်၏ဒေါ်ပန်းယုံသည်မွေများအတွင်မွေဖြူမွေဖြူမှကိုခြားဝင်မိ၏ထိုအခိုက်မှာပင်ဥပလာနှင့်တီဟာတို့မွေတွင်အနာသို့ရောက်ရှိလာပြီးတွင်းထဲသို့ငုံကြည့်လိုက်ရာအထိတ်တလန့်ဖြစ်သွားကြသည်ညီမသုံးယောက်မှာတွင်းထဲရှိမွေများကိုကြည့်ပြီးလဲအထိတ်တလန့်အော်ဟစ်ကြ၏အမှားညီကွန်တို့ဦးမှလည်းမွေမွေတွင်းထဲသို့ငုံကြည့်ပြီးအထိတ်တလန့်ဖြစ်နေကြ၏ မွေများသည်တွင်းကြီးထဲတွင်နေရာမလတ်ရှိနေကြ၏ဒေါ်ပန်းယုံသည် မွေများကိုကြည့်ပြီးတွင်းဤအပေါ်ဆင့်တနေရာတွင်လောစွာထူးခြားသောမွေဖြူမတစ်ကောင်ကိုတွေ့ရ၏ထိုမွေဖြူမသည်ဒေါ်ပန်းယုံတို့ရှိရာသို့ပြန်လည်ကြည့်ရှုနေ၏ဒေါ်ပန်းယုံ၏စိတ်ထဲတွင်လောစွာစိတ်လုံချသွားပြီးထိုမွေဖြူကိုကြည့်ကာသူမ၏မိတ်ဆွေမွေဖြူမဖြစ်ကြောင်းကိုသိရှိသွား၏သူတို့နှစ်ဦးသည်အိမ်မက်ထဲမှကဲ့သို့စကားများပြောရှင်နေမိ၏ သို့တော့သူတို့နှစ်ဦးသည်မိသည့်စကားမှမစိုးနိုင်ပေတဦးနှင့်တဦးဆူဆာ၍သာကြည်နေမိဥပလာကမွေတွင်နှင့်ရှိမွေထောင်ပေါင်းများစွာကိုကြည့်၍တပ်ပြင်းရှိကြီးကိုချလိုက်ပြီးကျုပ်တို့ယန္တနာတိုက်ကိုမွေတွင်နှင့်ကတူးဖို့ရင်မွေတွင်အများကြီးအသက်ဆုံးရှုံးကုန်လိမ့်မယ်ကျုပ်တို့အသက်အန္တရာယ်ကိုကာကွယ်တဲ့အနေနဲ့မွေတွေကိုမီးရှို့သိရင်ရှို့ရမယ်ဟုပြော၏ဒေါ်ပန်းယုံသည် ဥပလာကိုဒေါရတကြီးလှည့်ကြည့်လိုက်ပြီးမွေတွေကိုမီးရှို့တတ်ပြရမယ်ဟုတ်လားရှင်ဒီတို့ ဘာကြောင့်ပြောရတာလဲရှင်းမှာအကျဉ်းသားတရားမရှိဘူးလားရှင်းရဲ့လောဘစိတ်တစ်ခုနဲ့ပဲမွေးတရဝါတို့ကိုအသက်ဆုံးချုံးတော့မှာလားဟုပြော၏ထိုအခါဥပလကဒေါ်ပန်းယုံကိုပြန်လည်ကြည့်ရှုလိုက်ပြီးကျုပ်တို့ယတနာတိတ္တကိုရဖို့ဒီနည်းလမ်းပဲရှိတယ်လေမွေးတွေကိုမီးမချိုပဲနဲ့တော့ဘသူမှမွေးတွေနဲ့ကိုလည်းဆင်းရဲမှာမဟုတ်ဘူးမွေးတွေကိုမီးချိုလိုက်မှသာမွေးတွေနဲ့ကိုအန်ဒီယကင်းကင်းနဲ့ဆင်းနိုင်လိမ့်မယ်ဟုပြော၏ထိုအခါဒေါ်ပန်းယုံကဥပလကိုဒေါသတကြီးကြည့်လိုက်ပြီး ရှင်ဘာဖြစ်လို့ဒီလိုအကျဉ်းသာတရားကင်းမဲ့တဲ့ဇာကားတွေကိုပြောရရတာလဲရှင်မှာလောဘဇောတွေတက်နေပြီလားမွေတွေဟာဒီနေရာမှာနှစ်ပေါင်းများစွာအေးအေးချမ်းချမ်းနေထိုင်ခဲ့တယ်ယတနာတွေကိုတတ်မှတ်တဲ့စိတ်ကြောင့်သူတို့အတိုက်မြုံတွေကိုဖျက်ဆီးပြေးရမှာလားဟုမေးမြန်း၏ဥပလကဒေါ်ပန်းယုံကိုကြည့်၍ကျုပ်တို့ဒီတော်တဲ့ကိုလာခဲ့တာဟာယတနာတွေကိုရှားဖွေဖို့လာတာမဟုတ်လား ဒေါ်ပန်းယုံမှာဒီလိုစိတ်ဓာတ်မျိုးရှိရင်ယရနာတွေကိုလာပြီးရှာဖွေဖို့ဘာလို့စူးစမ်းတော့မှာလဲဟုမေး၏ထို့အခါဒေါ်ပန်းယုံကအန်ကိုကြိတ်ပြီးကျမမွေတွေကိုချက်တယ်ငယ်ချင်းကလေးကမွေတကောင်ကိုမှကျမမတတ်ခဲ့ဘူးသေးဘူးကျမရဲ့ပယောကကြောင့်မွေတွေတကောင်မှလည်းအသက်မဆုံးချုံးစေခြင်းဘူးဒါကြောင့်ရှင်းရအကြံစီကိုကျမသဘောမတူနိုင်ဘူးဟုပြော၏ထို့အခိုက်မှာပင် မောင်တီဟာကတွင်းထဲသို့ငုံကြည့်လိုက်ပြီးဟာဟိုမှာဟိုမှာ မွေးတွေတွင်းရတစ်ဖက်ကိုစုပြုံပြီးရောက်ရှိသွားကြပြီထူးဆန်းစရာပဲဟုအော်ပြောလိုက်ဥပလာသည်မောင်တီဟာရီအပြောစကားကြောင့်တွင်းထဲသို့ငုံကြည့်လိုက်ထိုအခါတွင်းရတစ်ဖက်ကိုစုပြုံသွားသောမွေးများကိုတွေ့ရ၏မွေးများအလုံးတွင်းဤတစ်ဖက်ကိုရောက်ရှိသွားသည်ဖြင့်တွင်းဤအောက်ရှည်ကိုထင်ရှားစွာတွေ့ရလေ၏တွင်းထဲတွင်ရတနာတက်တာ၏အစအနာကိုမြင်တွေ့ရလေ၏ထိုအခါဒေါ်ပန်းယုံကမွေးတွင်းထဲသို့ငုံကြည့်၍ ကျမဘဝမှာမွေတွေနဲ့ထိုးခြားတဲ့အဆက်အသွယ်ရှိနေတယ်ဆိုတာရှင်ယုံဝင်မှလားမွေတွေဟာကျမတို့ရဲ့ဆန္ဒကိုသိတယ်သူတို့လည်းဒီယန္တနာတက်တာကြီးကိုနှစ်ပေါင်းများစွာထိမ့်မထားကြပါဘူးကျမတို့ယန္တနာတက်ကိုတက်တာကိုဆင်းယူဖို့သူတို့လမ်းဖက်ပေးထားပြီရှင်တို့အများဆုံးဆင်းယူပေတော့ဟုပြော၏သူတို့အားလုံးမွေများ၏အပြုမူကိုမယုံကြည်မယုံကြည်နိုင်ဟန်ဖြင့်ကြည်နေမိတီဟာနှင့်အမွှာညေကိုသည်လည်းတွင်းထဲသို့ကျိုးဖြင့် ကိုစီဆင်းသွားကြ၏တွင်တို့ရောက်သောအခါမြေကြီးထဲတွင်တဇုံတဆပေါ်ထွက်နေသောတစ်တာကြီးကိုတန်တရင်းဖြင့်တူးဆွကြ၏တစ်တာကြီးကိုကြိုးဖြင့်ရှီလိုက်ပြီးအပေါ်သို့ဆွဲတင်ရန်အရှက်ပြ၏ဒေါ်ပန်းယုံမှာယရနာတစ်တာကိုစိတ်ဝင်စားပဲတွင်ထဲတွင်ရှိနေသောမွေဖြူမနှင့်သာစူးဆိုက်ကြည့်ရင်မှင်တတ်မိသူတို့ဖြစ်နေမိ၏ယရနာတစ်တာကိုကြောက်သားဖြင့်ပြုလုပ်ထား၍ဥပလသည်ကြောက်တစ်တာကြီးကိုဖွင့်လေ၏ ထိုအခါကျောက်တက်တာကြီးအဖုံးပွင့်သွားပြီးအထဲကြီးပစ္စည်းများကိုမြင်ရလေတော့ဤတက်တာတဲ့ကြီးပစ္စည်းများသည်အယောင်ပြိုးပြိုးပြက်ပြက်နဲ့လင်းလက်၍နေတော့ဤရတနာများသည် ရှေးဆန်သောလက်ရများဖြစ်၏ဥပလသည်ကျောက်တက်တာကြီးတဲ့ရှိရတနာပစ္စည်းများကိုစုပ်ကန်၍ဒီပစ္စည်းတွေကရတနာတွေအနေနဲ့လည်းအဖိုးတန်တယ်ရှင်ရောင်းပစ္စည်းတွေအနေနဲ့လည်းအဖိုးတန်တယ်ငါတို့တိုင်းပြည်လွတ်မြောက်ရေးအတွက်ယတနာတွေကိုအသုံးပြရမယ်ဟုပြော၏။ဒေါ်မန်းယုံသည် ကြောက်တက်တာတဲ့အချိန်ရတနာများကိုလှည့်၍ပင်မကြည့်ပဲမွေပြူမနဲ့မျိုးလုံးချင်းစုံအောင်ကြည့်၍စကားများကိုပြောနေမိဥပလာသည်ဒေါ်ပန်းယုံကိုအတန်ကြာအောင်စိုက်ကြည့်နေပြီးမှကဲဒေါ်ပန်းယုံကျုပ်တို့တွားကြရအောင်ကြာရင်ခမရဲ့ရန်သူတော်ကြီးတွေအနောက်ကနေလိုက်လာလိမ့်မယ်ဒီတော့တဲကမြန်မြန်ခွာမှဖြစ်မယ်မွေပြူတော်ပန်ဝန်းကျင်ကလွတ်မြောက်ရင်အန်ဒီရဲ့နေမြေကနေလုကင်းသွားပါပြီဟုပြော၏ဒေါ်ပန်းယုံသည်မွေတွင်ကြီးအနီးမှမခွာနိုင်ဟန်ဖြင့်ဖြစ်နေ၏ အမှားညီကုန်တို့ဦးသည်ယတနာထဲ့ထားသောတစ်တကြီးကိုဒုတ်ဖြင့်ချို၍တဲဆောင်ကခရီးဆက်ခဲ့လေတော့၏၎င်းတို့သည် မွေဖြူတောင်မှလွံ့မြောက်ရန်ဂမန်ကန်ခရီးဆက်ကြ၏ဒေါ်ပန်းယုံသည်ဥပလဘတ်သို့လှည့်လိုက်ရင်တိတ်တဲမလို့ကြနဲ့ရှင်းမှာရှင်တော်တို့ခုကြံသေးတယ်အဲ့ဒီရှင်တော်တို့ကိုကြောပြပြီးမှကျမတို့အန်ဒီယန်နဲ့လွံ့မြောက်မယ်ဒါဟာနောက်ဆုံးကြံတဲ့ရှင်တော်တော်ဟုပြော၏။ထိုအခိုက်မှာပင်၎င်းတို့ပန်ဝန်းကျင်မှာတဏှတ်တန်များကိုကြားရလေ၏ ဒေါ်ပန်းယုံသည်လင်းမြန်စွာနေရာယူလိုက်၏သူတို့ရန်သူတော်ကြီးများလိုက်လာနေရှိပြီရန်သူတော်ကြီးများသည်ဒေါ်ပန်းယုံတို့ယတနာတက်တာရရှိသွားကြောင်းရိတ်စားမိသည်ဖြင့်တဲရီမဲကြီးလိုက်လံတိုက်ခိုက်ရန်ပြင်ဆင်လေ၏ရန်သူတော်ကြီးများမှာ လောဘသောကတ်နေပြီးဒေါ်ပန်းယုံတို့အားတိုက်ခိုက်လေ၏ဒေါ်ပန်းယုံတို့အားလုံးလည်းပြန်လည်တိုက်ခတ်တော်လဲရန်သူများမှာအင်အားများလွန်းသည့်ဖြင့်အခက်အခဲဖြင့်ကြုံနေရ၏ထိုအခါမောင်တိယားကဥပလကိုကြည့်၍ ရန်သူတွေအပေါ်စီးကနေကျုပ်တို့ကိုမဲပစ်နေတယ်။ပထမချိန်တုန်းကသူတို့နောက်ကိုရအောင်သွားပြီးရန်သူတွေကို ဖြိုခွဲပစ်ရမယ်။ထိုအခါဥပလကဒါဆိုရင်မင်းနဲ့တို့ငါလဲလိုက်မယ်ဟုပြောလေရာတရားနာသူလိုက်သွားခဲ့လေ။တရားတော်တွေရှုံနေများကို ခုံအောင်၍ရန်သူများရှိရာသို့အနီးကပ်သွားကြလေ။ရန်သူများသည်ဒေါ်ပန်းယုံတို့ကမဲပြစ်ပြစ်နေသည်ဖြင့်တရားတို့တိုးကပ်လာခြင်းကို မသိကြပေ တရားတို့သည်ရန်သူများမမျှော်လင့်ထားသောနေရာသို့ရောက်လျင်အလေအငိုက်ဖြင့်တိုက်ခိုက်၏ရန်သူများသည် ကြောက်တိုးတိုးကိုအကာအကွယ်ပြု၍ဒေါ်ပန်းယုံတို့ကိုပြစ်ခတ်နေရတရားသည်၎င်းတို့အကြသို့ခုံချ၍ရန်သူများကို တိုက်ခိုက်၏ဥပလကလည်းတိပင်းပေါ်မှ ခုံချ၍ရန်သူနှစ်ဦးကိုရန်သူတို့ဦးကိုလက်ဝါးဆောင်ဖြင့်ခုတ်ရှာလိုက်၏ထိုအခိုက်မှာပင်ရန်သူချို့သည်၎င်းတို့အားမြင်တွေ့သွားပြီးတဏ္ဍာများဖြင့်ဝိုင်းဝန်းတိုက်ခိုက်၏ ဥပလကလည်းခါးကြားမှဓမြောင်နှစ်လက်ကိုထုတ်၍ရန်သူများကို ပြစ်ပေါက်လိုက်၏တိရတို့သည်ရန်သူများနှင့်လုံထွေတပ်ပုတ်နေကြ၏တိရသည် ရန်သူတို့၏ပေါင်ကြားသို့ရှေဖြင့်ကန်ကြောက်လိုက်ပြီးကြံတူအားမျက်နှာကိုဒူးဖြင့်တိုက်လိုက်လေသည်ရန်သူများဘက်မှတဏ္ဍများကိုရရှိသွားသောအခါ၎င်းတို့ကိုပင်ပြန်လည်ပြစ်ခိုက်လိုက်၏မောင်တိရအားရန်သူတို့သည်အနောက်မှဝင်ရောက်တိုက်ခိုက်၏ရန်သူသည်ခွန်အားပလာတောင်းတင်းသောကြောင့်မောင်တိရအား ယုံခွန်အားဗလာတောင်းတင်းသောကြောင့်မောင်တီဟာယုံရင်ယုံကံရခတ်နေလေ၏ကြံတူးသည်ဓားဖြင့်ခုတ်ပိုင်းရန်ကြံရွယ်နေ၏မောင်တီဟသည်ထုံမြင်ကွင်းကိုကြည့်၍ဓားဖြင့်ခုတ်ရန်လာတော်သူအားတနတ်ဖြင့်စီးကြိုပစ်ခတ်လိုက်ရ၏တိရသည်ရန်သူဤလာမယုံထွက်ရန်ထိုသူအားဓမြောင်ဖြင့်ခါကြကိုစောင့်ထိုးချလိုက်လေ၏လဲကြသွားသောအခါမှတိဟကလမထောင်၏ ဒီကောင်တွေအတော်ထိနာသွားပြီကျုပ်တို့ပြန်ကြကြအောင်ဟုပြောကာတစ်ပင်များကိုအကာအကွယ်ပြု၍ဒေါ်ပန်းယုံတို့ရှိရာသို့ပြန်ခဲ့လေဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းစီစဉ်တင်ဆက်မှုကိုအီမာနီခတ္တခဏရန်နာခွင့်ပြုပါခင်ဗျာနောက်ပြန်ဇာတိန်ပိုင်းမှာကျွန်တော်တို့ညီကောင်မတို့အိမ်နဲ့ပြန်လည်ဆုံတွေ့ကြပါသေးတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မတို့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုယ်စိတ်နှစ်ပါးချွေလန်းချမ်းမြေ့ကြကဘေးပရာအပေါင်းမှကိန်းဝေးကြပါစေခင်ဗျာ။